တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်အရှိတောဒေသတွေကိုစစ်ကောင်စီတပ်စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့်ကျေးရွာလေးရွာကဒေသခံတွေဟာထွက်ပြေးတိမ်းရှောင်နေရတယ်လို့တော်လန်ရေးအင်အားစုတွေထံကနေသိရပါဗျ။အင်အား200နီးပါးပါတဲ့စစ်ကောင်စီစစ်ကြောင်းဟာမက်စတာဆက်ရှင်ရက်နေ့ညနေ6နာရီအချိန်ခန့်ကစပြီးဒဝယ်မြို့နယ်စီပင်ကောက်ကျေးရွာကနေပကာရီကျေးရွာဘက်ကိုစစ်ကြောင်းထိုးဝင်ရောက်လာခဲ့တာပါ။စစ်ကောင်စီတပ်စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့်စီပင်ကောက်ဇလွန်လိုင်းတောင်ကဒက်ကျေးရွာတွေကဒေသခံတွေဟာဘေးလွတ်ရာနေရာတွေကိုစွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ ်စစ်ကောင်စီတပ်စစ်ကြောင်းထိုးဝင်ရောက်လာတဲ့နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားတာမရှိပဲမယ်ရှေ့ဆက်တိုးလာရင်နှစ်ဖက်တိုက်ပွဲတွေပုံမပြင်းထန်လာနိုင်တယ်လို့ဒေသအခြေဆိုင်တော်လန်ရေးတပ်ဖွဲ့တာဝန်ရှိသူတို့ကတန်လွင်ထားမှုပြောပါတယ်စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ကတဝဲအခြေဆိုင်အမှတ်၄ရာနဲ့ချင်းမြန်တရင်ကဖြစ်ပြီးအဲ့ဒီစစ်ကြောင်းမှာပြည်သူစစ်မှုထမ်းတင်နန်းစင်းတပ်သားတွေအများပြားပါဝင်တယ်လို့ဆိုပါတယ်ပြီးခဲ့တဲ့မတ်တာဆန်ပိုင်းကလည်းစစ်ကောင်စီတပ်ကတဝဲမြို့နယ်ထဲကတပြားပကာရီဘဲမတ်တာဝါကုံဝါပြင်းနဲ့တင်ကန်းတုံးကြီးရွာတို့ကိုစစ်ကြောင်းထိုးခဲ့တဲ့ တွက်ဒေသခံအထောင်နဲ့ချီနေရာဆုံးခွာထွက်ပြေးတင်းရှောင်ခဲ့ကြရပါတယ်။တနင်္လာနေ့တိုင်းမှာအာနာသိန်းကလာတွင်နှစ်ဖက်တိုက်ပွဲတွေဖြင့်လေကြောင်းတိုက်ခတ်မှုတွေကြောင့်နေရာဆုံးခွာထွက်ပြေးတင်းရှောင်ခဲ့ရသူ9000ခွဲကျော်အထိတိုးလာခဲ့တယ်လို့ဒေသအခြေဆိုင်သုတေသနအဖွဲ့ဖြစ်တဲ့ FIFA တနင်္လာရဲ့အစီရင်ခံစာအရသိရပါတယ်။